မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနေပြည်တော်ဥတ္တရာသီရိမြို့နယ်ရှိစစ်တပ်၏စခန်းကို PLA ကဝင်ရောက်ဆင်းနေပြီးနေပြည်တော်ဝန်ကြီးအထိ PLA ကရောက်ရှိနေရာယူထားပြီးဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် အကြမ်းမတ်စစ်တမ်းချင်းဆိုင်နေပြည်တော်ဥတ္တရတည်ကြီးမြို့နယ်ရှိစစ်တမ်းစခန်းကို PNL ကဝင်ရောက်စီးနင်းပြီးနေပြည်တော်ဝန်ကျင်အထက် PNL ကရောက်ရှိနေရယူထားပြီးဖြစ်ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNL အထွေထွေအသိဉာဏ်မှုရဲဘော်နီနီကြောကပြောဆိုပါတယ် နဝေမာလနေရနေ့ညနေပိုင်းနေပြည်တော်ဥဒရာတည်တိမြို့နယ်နဲ့တက်ကုံးမြို့နယ်ခြားစီရတနာမြေအခြေပြုလုံကြုံရေးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNL ကဝင်ရောက်စီးနင်းခဲ့ကြောင်းအဆိုပါစခန်းမှာစစ်သားများက PNL ကဝင်ရောက်စီးနင်းခြင်းစခန်းဆုံးကထွက်ပြေးသွားကြောင်းဒါကြောင့် PNL ကစခန်းဤကာကင်းမျိုးစင်များဘန်ကာများကိုဖြတ်ကျော်ကောင်းစခန်းဝင်ရအတွင်ဝင်ရောက်ခဲ့ကြောင်းယင်းနောက်စခန်းတစ်ခုလုံးကိုရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်းအဆိုပါစခန်းမှာစစ်တပ်ကနှစ်နေဝင်ခြင်းတက်ဆွဲထားသည့်စခန်းဖြစ်ကြောင်းသိရပါသည် စစ်တပ်ကရမဲသိမ်းမြို့နယ်မှာစစ်ကြောင်းတစ်ကြောင်းနေပြည်တော်အမြန်လမ်းမှာစစ်ကြောင်းတစ်ကြောင်းအခြေပြုစခန်းနှစ်ခုမှာစစ်ကြောင်းတစ်ကြောင်းစုစုပါစစ်ကြောင်းသုံးကြောင်းဖြင့်နေမြို့စုမှုရင်းစစ်ကြောင်းထုံနေစဉ်စစ်တပ်၏အခြေပြုစခန်းတစ်ခုကို PNL ကဝန်ရောက်စီးနှင်းခဲ့ခြင်းဖြစ်ကြောင်းဒါအပြင်နိုဝင်ဘာလ17ရက်နေ့မှာလင်းအဆိုပါစခန်းတစ်ခုလုံးကိုထပ်မံရှင်းလင်းရေးလုပ်ဆောင်ခဲ့ကောင်တည်ရချုံငွေသားချုံနှင့်စစ်သုံးစာပစ္စည်းအချို့တင်ဆက်ရမိခဲ့ကြောင်းသိရပါတယ် ကျမတို့ပြည်ရန်လေရဲဘော်တွေကြီးပဲဝင်ရောက်စင်းနေတာအခြားဘယ်တမ်းမှမပါပါဘူးလို့ပြည်သူလွတ်မြောက်ရေးတပ်မတော်ပြည်ရန်လေအထွေထွေတွင်ရမူရဲဘော်နီနီကြောကဆင်းပြပါတယ်လက်ရှိမှာစစ်တပ်စစ်ကြောင်းနှစ်ခုကရတနာမြေခြေပြူလုံးကျုံရဲစခန်းဤအနိကရွာနေရွာမှာစစ်ကြောင်းထိုင်လျက်ရှိကြောင်းသိရပါတယ်။ပြည်အလီတပ်များအနေဖြင့်ပျောက်ကြားစနစ်ဖြင့်နေရာပေါင်းစုံတို့ရရှိနေပြီးအချို့နေရာများမဟာမိတ်တပ်များနဲ့ပူးပေါင်းဆောင်ရွက်နေကြောင်းပြည်အလီကနေပြည်တော်ဝန်ကြီးအထိရရှိနိုင်ပြီဖြစ်ကြောင်း၎င်းကရှင်းပြပါတယ်။ ။ပြည်ရန်လေကကြောက်ကြစစ်စနေတာဆိုတော့တချို့ဒေသတွေကိုဝင်ရောက်နေရယူနေနိုင်ပြီးတချို့နေရာတွေကျတော့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်နေတဲ့အဲ့ဒီနေရာကတော့ဟိုတစ်ခေါက်ကဗိုလ်ကြီးတွေဖမ်းမိတာတွေရှိနေလိမ့် အဲ့ဒီနာကလှုပ်ရှားနေမြေပေါ်တော့ကျမတို့ရဲဘော်တွေကတော့သူတို့ရဲ့ရဲစွမ်းတက်တီကုန်ကျမကတော့ချီးကျူးပါတယ်ကျမတို့မှာရှိတဲ့အင်အားနဲ့အမြဲတိုက်ချင်းခတ်ချင်းစိတ်ရှိတဲ့ပြည်သူဘက်ကကာကွယ်ပေးခြင်းစိတ်ရှိတဲ့ဒီလောက်အင်အားကျမတဲ့ရန်သူတွေကိုတက်တီစီစီနဲ့ဖြတ်ထိုးညံစီစီနဲ့တိုက်ပွဲတွေဖော်ဆောင်တဲ့အပေါင်းသူတို့ကိုလေးစားတဲ့ဂုံလဲယူတဲ့ဝမ်းလဲဝမ်းမြမိပါတယ်လို့ပြည်သူလူမျိုးရေးတပ်မတော်ပြည်ရင်လင်းအထွေထွေအတွင်ရဲမှုရဲဘော်နေနေကျော်ကပြောဆိုပါတယ်ရှင် ဆက်လက်ပြီးမောရမျိုးတင်တပ်ပွဲမှာ PPN လေးကပအဝင်တိုက်ခိုက်ပြီးမျိုးရင်းတပ်ပုံများထုတ်ပြဆွဲတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တင်းတိုင်းတိုင်းတင်းတိုင်းမျိုးနေထိုင်းမြန်မာနယ်စပ်ရှိမောရမျိုးရင်းတပ်ပွဲမှာဗမာပြည်သူလွတ်မြောက်ရေးတပ်တော် PPN လေးကပအဝင်တိုက်ခိုက်ခဲ့ပြီးမျိုးရင်းတပ်ပုံများ PPN လေးမှမောင်းဆောင်ခိုင်ကလူမှုကွန်ရက်မှတက်ဆက်ထုတ်ပြပါတယ်။ ရှင်းနိုဝင်မာလာ၁၄ရက်နေ့နနက်အစောပိုင်းမောတာမျိုးကိုကာကွယ်ထားသည့်စစ်တပ်၏စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မောတာမျိုးတစ်ခုလုံးကို KNL ဥဆောင်နေတော်လန်ရေးတပ်များကသိမ်းပိုက်လန့်ခြင်းဖြစ်ပြီးစစ်ကောင်မရှင်တပ်များမှထိုင်ဘက်သို့အတုံးလိုက်ထွက်ပြေးသွားကြောင်းထိုင်းအာဏာပိုင်များထံသို့လက်နက်များအနှံပြီးခိုးလုံသွားခဲ့ကြောင်းသိရပါသည်။ ဘာပလက်ကနေမရဘူးလို့ PPL မှာရဲဘော်မှဆောင်းခါကောင်းလူမှုကွန်ရက်မှာတပ်ပေါ်များနဲ့တကွာတရင်ထုတ်ပြန်ထားပါတယ်။မောတာမျိုးကိုခရင်လင်းလင်းဦးဆောင်ပြီးတော်လှန်ရေးတပ်များကလာပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက်နိုဝင်ဘာလ17ရက်နေ့မှာစတင်ပြီးတော်လှန်ရေးတပ်ပေါင်းစုကအပိတက်ထုတ်ဆက်ဆင်ခဲ့ကြောင်းနိုဝင်ဘာလ14ရက်နေ့နနက်အစောပိုင်းမှာအပိတက်တင်ပိုင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတန်တော်ကြီးမြို့နယ်မှာစနေကုန်ကျင်းရွာသူအသက်၁၈နှစ်အရွယ်နော်ထီထာဖော်ကိုစစ်တပ်ကအုပ်စုပွဲအာဓမ္မပြုကျင်းပြီးဓာတ်ဖြစ်မတိမချင်းထုတ်တက်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရင်။ကရင်ပြည်တန်တော်ကြီးမြို့နယ်မှာစနေကုန်ကျင်းရွာသူအသက်၁၈နှစ်အရွယ်နော်ထီထာဖော်ကိုအကြမ်းမဲ့စစ်တပ်ကအုပ်စုပွဲအာဓမ္မပြုကျင်းပြီးဓာတ်ဖြစ်မတိမချင်းထုတ်တက်သွားခဲ့ကြောင်း KNL တပ်မဟာနေတရင်ကမှတာဝန်ရှိသူကပြောကြားပါရင်။ နိုဝင်ဘာလ၄ရက်နေ့ညနေ6:30မိနစ်ခန့်မှာတန်တော်ကြီးမြို့နယ်အတွင်းစီအကြမ်းမတ်စစ်တပ်၏ဘရင်နောင်တင်းတန်းကျောင်းမှစစ်သားများနှင့်တင့်နှစ်လေးတရင်မှစစ်သားများပူးပေါင်းထားသည့်စစ်ကြောင်းတွင်တာငူမှတန်တော်ကြီးတို့စစ်ကြောင်းထွက်လာစဉ်စနေကုန်းချင်းရွာအတွင်သို့ဝင်ရောက်ကင်းချကံညအိမ်ရန်ယာယီတဆွဲခဲ့ကြောင်းသိရပါသည် ထို့နောက်အကြမ်းမဲ့စစ်သားများသည်စနေကုန်ကျင်းရွာအတွင်းရှိပြည်သူပိုင်းနေအိမ်များကိုဝင်ရောက်စီးနင်းစဉ်နေရအတွင်းရှိနေသည့်အသက်တနည်းနှလားအရွယ်ကလေးငယ်အီမီကင်ဖြစ်သူအသက်၁၇နှစ်အရွယ်နော်တီထာဖော်ခုံနော်အေငယ်ကိုစစ်သား၃ဦးကအုံစုဖွဲ့အာဓမပြုံးကြည့်ပြီးရှင်အုံနဲ့လေပင်တို့ကိုဓားပြင်၆ချက်ထက်မနည်းမတိမချင်းရရဆက်ဆက်ထိုးတက်ခဲ့ကြောင်းသိရပါသည်။ ဒါအပြင်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကကျေးရွာအတွင်းစီပြည်သူပိုင်းနေအိမ်များမှလက်ဝတ်လက်စားများငွေကြေးများတံမိုးရှိပစ္စည်းများကိုလည်းခိုးယူလူရဲသွားကြောင်းပြည်သူများ၏အိမ်ဝေးတိရစ္ဆာန်များကိုလည်းတပ်ဖြတ်ဆားတောက်ကောင်ကျေးရွာဖျားကြောင်ရမုံငွေများကိုလည်းအရက်ဝဲတောက်သွားကြောင်းသိရပါသည်အခွေးစစ်ကြောင်းကတောင်ကူကနေတန်အောင်ကြီးကိုစစ်ကြောင်းထိုးတာစနေကုန်းချင်းရွာအတွင်းမှာညအိတ်တဆွဲတော့အသက်၁၈နှစ်အရွယ်နော်တီထာဘောကို အောက်စုဖွဲ့အာဓမ္မပြုကျင်ပြီးဓာတ်နဲ့မသိမချင်းရရဆက်ဆက်ထိုးတက်သွားတာရွာလေးကိုလည်းဝင်ငွေပြီးသူတို့စိတ်ကြအကုန်ခိုးယူသွားတယ်ဒီမကောင်ဆိုးဝါးတက်ဆိုးတဲ့ကောင်တွေကိုပြောစရာစကားမရှိတော့ပါဘူးလို့ KNL တက်မဟာနေတယင်းကမှတာဝန်ရှိသူကပြောကြားပါတယ်ရှင်